အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဘာကြီးရဲ့နည်းနည်းသောအပိုင်းခြားတစ်ခုဖြစ်တဲ့ရောက်ကဘာမှာမကြသေးခင်က တွေ့ရှိခဲ့ရတဲ့လွန်ထူးခြားပြီးစိတ်လှုပ်ရှားကောင်းတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့အရမ်းမကြီးမားတဲ့ဥကြီးတွေအကြောင်းပဲဖြစ်ပါတယ်လွန်ခဲ့တဲ့ရဲတသက်ပတ်အနေငယ်တွင်မှာပဲကဘာတဝမ်းကသိပ္ပံပညာရှင်နေတဲ့သမုတ်တရားကိုစူးစမ်းလေ့လာသူတွေကအောင်းအသိဉာဏ်ကောင်းတဲ့တွေ့ရှိမှုတစ်ခုကြောင့်ပဇံအောင်သာဖြစ်ခဲ့ရပါတယ် လူပြောများနေတယ်ဒီထူးဆန်းတဲ့ဥကြီးတွေဟာတကယ်ပဲဘလိုမျိုးမြင်မသိတဲ့ရောက်တဲ့သဘောရဲ့ဥတွေများဖြစ်နိုင်ပါမလားဒါမှမဟုတ်ဒီတက်ပို့ပြီးထူးခြားတဲ့အကြောင်းရင်းတွေများရှိနေမလားဒီဥတွေဟာတကယ်ပဲကြီးမားတာကိုတွေ့ရမှာပါပြန်များအားဖြင့်တပေခွဲကြောကြော18လက်မနဲ့20လက်မလောက်ထိရွယ်စားရှိပါတယ်တမန်9ဥတွေနဲ့ရှင်းကြည့်မယ်ဆိုရင်တော့ဒါတော်တော်လေးကိုကြီးမားတဲ့ရွယ်စားတစ်ခုပါပဲအများစုကဒီဥတွေကိုရေသူမအဲ့လိုခေါ်ကြပါ အဲကြောင့်လဲဆိုတော့သူတို့ရဲ့ပုံသဏ္ဍာန်ကအထူးခြားပြီးအနည်းငယ်လိုဝဆန်းနေလို့ပါပဲဒီဥတွေကမာကျောတဲ့အခွန်တစ်ခုနဲ့ဖုံးအောင်ထားပြီးရေရောက်ကြမ်းပြင်မှာအများအပြားကက်နေရို့တွေ့ရပါတယ်ဒီအခွန်ကအတွင်းမှာရှိတဲ့သတိအားလောင်းလေးတွေကိုမြင်မှန်နေရနေကာကွယ်ပေးပါတယ်အူဒီစိတ်လောက်ချစားကောင်းတဲ့တွေ့ရှိမှုကဘာမှဖြစ်ခဲ့တာလဲဆိုတာကိုပြောပြချင်ပါတယ် 2025ခုနှစ်ရဲ့မေလမှာကနေဒါနိုင်ငံဗန်ကူးဗားကျွန်းအနီးကရေအောက်မှာတက်ကြွနေတဲ့မီးတောင်ရှင်တစ်ခုရဲ့ထိတ်မှာပါအဲ့ဒီနေရာမှာသိပ္ပံပညာရှင်တွေဟာအန်အောသိတဲ့ကောင်းအောင်မြပြတဲ့အီယမအေရွယ်ဥပောင်းထောင်နဲ့ချီတဲ့တက်ရှိတွေကိုရှာဖွေတွေ့ရှိခဲ့တာပါလောလောဆယ်မှာတော့သိပ္ပံပညာရှင်တွေဟာဒီဥတွေဟာ Pacific White Scale လို့ခေါ်တဲ့ငါးတမျိုးရဲ့ဥတွေဖြစ်မယ်လို့ယူဆတာပါတယ်အဲ့ဒီငါးတွေဟာပုံမှန်အပြင်ရွယ်စားတော်မကြီးမားပေမဲ့သူတဲ့ဥတွေဟာဒီလောက်ထိကြီးမယ်လို့တော့မထင်နိုင်ခဲ့ကြပါဘူး ။အဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတယ်။နောက်ထပ်ချက်တစ်ခုကတော့2018ခုနှစ်မှာကလာပါကိုကျွန်းကြီးကရေပူစမ်းနေနားမှာခြား၅မျိုးစိတ်တွေနဲ့လဲအလားတူဖြစ်ရကိုတွေ့ရှိခဲ့ဘူးတာပါပဲ။ဒါဟာရေအောင်မိတောင်နေနဲ့ရေပူစမ်းနေရနည်းနည်းတဲ့ပြည်လန်သဘာဝတွေအတွက်ဘယ်လိုမျိုးထူးခြားတဲ့နေထိုင်နေရာတွေကိုဖန်တီးပေးနိုင်နေဆိုတာကိုပြသနေပါတယ်။ကားတော့ရောက်ကဘာမှာမကြသေးခင်ကတွေ့ရှိခဲ့ရတဲ့အရာမှဥကြီးတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာပဲဖြစ်ပါတယ် ဒီတွေ့ရှိမှုဟာကျွန်တော်တို့ကဘာကြီးမှာလူဝတ်ဆန်းကျင်ပြီးရှာဖွေတွေ့ရှိစရာတွေဘယ်လောက်များများကြာရှိနေတယ်ဆိုတာကိုသက်သေပြနေပါတယ်။ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like လေးလုပ်ခဲ့ပေးပါဦး။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ရှိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမိတ်နဲ့နော်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်။ကျေးဇူးတင်ပါတယ်။